အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ common တော့ဒီလေးတနေ့ဖြစ်ပါစေဒီညကနေပြီးအစုံမောင်းအောင်တောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ Burnley နဲ့ဒါကျွန်တော်တို့ Arsenal ရဲ့ပွဲစဉ်မှာတော့ထင်ထားတဲ့ diameter Arsenal သိနေတဲ့ Burnley ကိုဒါကျွန်တော်တို့ away ဘက်မှာဒါကျွန်တော်တို့ AACC ပါပဲဒါကျွန်တော်2-0ဆိုရရလည်းနဲ့ဒါနိုင်ယူသွားခဲ့အဲ့တော့နောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်ပုံမှန်လေးလေးပြောရမယ်ဆိုကျွန်တော်ဒီလိုမှုစကားလုံးအတုံးတောင်ကျွန်တော်၃နှစ်ကလီရှိစကားလုံးအတုံးနဲ့မရှိပါဘူးဒါပေမဲ့ ။ဒီပြင်းပြင်းနဲ့တော့ကျွန်တော်အာဆနိုသင်းကဒီခြေတန်းဆိုရင်တော့ပရီးမီးယားလီဂ်ချန်ပီယံဖြစ်ဖို့အတွက်တော်တော်လေးကိုတည်ကြတဲ့ခြေစွမ်းကုန်တာကျွန်တော်ဒီပုံစံမျိုးတောင်သတ်မှတ်လို့ရနေတာမှာပြောတော့နိုင်တဲ့ပွဲစဉ်တွေမှာအာဆနိုသင်းနိုင်မယ်ဆိုတာကိုအပြည့်အဝခမားခန့်မှန်းလို့ရတဲ့အနေထားတစ်ခုရောက်သွားခဲ့ပြီ။ဘလောက်ဒီတောင်ဖြစ်သွားလဲဆိုအာဆနိုသင်းနေတာပထမဆုံး B မှာသူ့အနေနဲ့ဒါလူစားလဲမှုတွေပြုလုပ်ခဲ့တယ်ဒါကျွန်တော်လက်ရှိမှာကျွန်တော်ထင်တယ်ကျွန်တော် Yugres ကိုဒဏ်ရာရလို့ကျွန်တော်လဲတာလို့ကျွန်တော်မထင်ဘူး။ဒါလက်ရှိမှာဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကစားသမားတရှူတွေကိုဒါနေရာပေးခဲ့မှုရှိခဲ့တယ်။ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာဆာလီဘာအနေနဲ့ဒါကျွန်တော်ဒဏ်ရာကနေပြီးတော့ အရင်ကြီးဒါကျွန်တော်တို့မဖြစ်တဲ့တွေကြောင့်ဒီနေ့ပုံစံ fully fit အနေနဲ့ပြန်ပါလာခဲ့။အဲ့တော့ဒီနေ့ပုံစံရှင်းနေပြအာဆုံသိနေတဲ့ဒါတို့ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲပုံမူတည်ပြီးဒါအဓိကသွားတယ်။ဒါတစ်ဖက်က4 star ကိုကျွန်တော်4 star ပဲကဒါကျွန်တော် scope parker အသင်းကဒါကျွန်တော်တို့ fiber နဲ့တူတာကျွန်တော်တို့တစ်ဖြည်းဖြည်းဒါကျွန်တော်ခန်းစစ်ပိုင်းကိုတာအဓိကအားကိုးပြီးတော့သွားမယ်လို့ကြံရွယ်ခဲ့ပေမဲ့တကယ်တမ်းဒါနေလန်းကလာအချိန်ဒီမှာဆိုတော့ Arsenal ရဲ့ set piece ကိုသူတို့အနေနဲ့ဘယ်လို့မှမခံနိုင်ခဲ့ဘူး Arsenal set piece ရဲ့အသက်ကဘယ်လိုပဲပြော Gabriel ဖြစ်သွားပြီလို့ပြောလို့ရတယ်မှာပါတယ် Arsenal set piece မှာ Gabriel ရှိနေသည်အဲ့ဒီ Gabriel ရဲ့ဒါကျွန်တော်တို့ခြေတော့ပဲဖြစ်ဖြစ်ခေါင်းပဲသူ့နဲ့သူကိုယ်တိုင်သွင်းရင်သွင်းသူကိုယ်တိုင်မသွင်းဆိုသူ့အနေနဲ့ဒါဖန်တီးပေးမှုပြုလုပ်နိုင်ရဲ့ဆိုတာကတော်တော်လေးကိုကြောက်ဖို့ကောင်းအဲ့တော့ Arsenal ကလက်ရှိမှာဒါကျွန်တော်တို့ set piece monster ဖြစ်နေတာကလုံးဝလုံးဝလက်လံစရာကောင်းတဲ့အနေထားမှာရှိလို့ကျွန်တော်အနေနဲ့ပုံကိုကြီးရမှာမြင်တဲ့ ဲ့ဒါကလက်ရှိမှာခုနကပြောသူပဲဒါကျွန်တော်တို့အခုလက်ရှိမှာကျွန်တော်တို့ set piece မကြိုက်ဘူးညာဆိုကျွန်တော်အမြဲတမ်းပြောသူပဲ Premier League ကအခုလက်ရှိမှာတော်တော်လေးကို evolve ဖြစ်လာပြီ set piece တွေကိုအဓိကအားကိုးတဲ့ league တခုဖြစ်လာပြီလက်ပြ body ကအစဒါကျွန်တော်တို့ down gun body အစုံဒါကျွန်တော်လက်ရှိ tag gun body အစအကုန်လုံး set piece တွေကတကယ်ကိုအသင်းရဲ့ import important marks တွေဖြစ်လာခဲ့ပြီဘယ်လောက်ထိတော့ important များကျွန်တော်ဒါရှေ့က Manchester United နဲ့ပွဲပြီးသုံးသချက်မှာပြောခဲ့သူပဲ Premier League ရဲ့လက်ရှိဒါတရာသီလုံးအပေါ်ဒါကျွန်တော်လက်ရှိကန်ခဲ့တဲ့ဆယ်ပွဲစာတဲ့ goal တွေရဲ့ဒါကျွန်တော်တို့16ရာခိုင်နှုန်းရှိတယ်။ maybe goal တွေမှာ16 goal ထိသွားပြီ goal ဆိုရင်ဒါကျွန်တော်တို့38ဂိုးထီကဒါ set piece twin goal တွေနဲ့တူတာအဲ့တော့ Arsenal တင်းရဲ့ဒီနှစ်ဒါကျွန်တော်တို့12ဂိုးမြောက်လား10ဂိုးမြောက်လားမသိဘူး set piece twin goal ဖြစ်လာခဲ့ပြီ အာဆောသင်းရဲ့လက်ရှိဒါဒီနှစ်မှာဒါပရီးမီးယားလိမှာဆက်ပီးစ်သွင်းကိုအများဆုံးဖြစ်တယ်။ဒါပေမဲ့ရရတာလက်ရှိမှာအာဆောသင်းကဒါခိုင်းလို့တယောက်တည်းဆက်ပီးစ်မှာဆွတ်ဆက်ပြီးပြေးနေမှာပဲ။ကျန်တဲ့လူတွေလက်ရှိမှာလည်းလက်ကတ်နေပြီ။ Chelsea ကဆက်ပီးစ်ကိုမှ၈ဂိုး၊ Manchester United က၆ဂိုးလား၅ဂိုးလားမသိဖြစ်တယ်။အဲ့တော့ပြောချင်တာအရင်တော့ဆက်ပီးဆက်ပီးဆက်ပီးဆိုပြီးဒါကျွန်တော်ဆွတ်ဆက်ပြီးညီးနေပရိသတ်တွေနဲ့လက်ရှိမှာသူများအသင်းနေဒါကြီးချောက်ကြီးမှာဗျာဒါကျွန်တော်လက်ရှိဆက်ပီးစ်သွင်းကိုအများဆုံးနဲ့မှာ၄သင်းပါကျွန်တော်ကြည့်လိုက်တာ။ Chelsea ပါရဲ့ Arsenal ပါတယ်ဒါကျွန်တော် Tottenham Hotspur သင်းပါတော့ဘူးလည်းမသိကျွန်တော်ဒါအဲပါရဲ့ပေါ့နော်၄သင်းပါတယ်ဘာလို့တော့လက်ရှိမှာပြောချင်တာကဒါ Premier League မှာဒါဆက်ပီးစ်နဲ့ပတ်သက်ပြီး Arsenal ကလက်ရှိမှာဒါဆရာ ာကြီးလို့ပြောလို့ရတယ်တကယ်တော့ defending ဒီကမှာ Arsenal သင်းရဲ့ set piece ကသူများတွေမတူတာသူတို့ကဒါ tight set ဘိုင်းရဲ့ set piece မှာကောင်းသူ cancel ဘိုင်းရဲ့ set piece မှာလည်း Arsenal သင်းရတော်တော်လေး impactful ဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒီနေ့ပုံမှန်တော့ကျွန်တော် Arsenal က shin နဲ့ set piece တွင်းကိုလည်းကျွန်တော်လက်ရှိဒါကျွန်တော်တို့ Jorginho ပထမဆုံးဒါတွင်းကိုရတယ်ပရီးမီးယားလေးဒီနေ့ရဲ့ဒါ၄ခုမြောက်တွင်းကိုလည်းသိရတယ်ဒီမှာပါတယ်ပြီးလည်းပြောတာကျွန်တော် အာဇာဝေးနေတာကျတော့ပထမပိုင်းမှာပြီးခင်စကြာတင်မှာ counter pressing ကတဲ့ Leon Trossard ဘောက်တာရှော့ဆွဲပြေးမှုကတစ်ဆင့်ဒါပြေးပို့လိုက်တဲ့ချိန်မှာဒါကျွန်တော်တို့ Declan Rice ရဲ့ gaunt tight check ကဒါကျွန်တော်လက်ရှိမှာ Bandy အသင်းကိုလာကျွန်တော်ပြီးသွားလို့မိမိဖြစ်သွားတယ်ဒီနေ့မှာ2-0ဖြစ်သွားတဲ့ချိန်မှာဒါကျွန်တော်တို့ Sky Sport ရဲ့ commentator ဖြစ်တဲ့ Owen Hargreaves လို့ကစားကစားသမားဟောင်းကပြောလို့ဆိုတော့ပြီးသွားပြီပေါ့နော် Arsenal အသင်းမျိုးကို2-0ပြီးတဲ့ချိန်မှာကျွန်တော်လက်ရှိဒါ Bandy တို့အသင်းမျိုးကဘလူးနဲ့မှ goal ပြန်လိုက်သွင်းလို့မဖြစ်တော့ Bandy ကလက်ရှိနောက်ဆုံးပြိုင်ပွဲဆိုငေါ့မှာ Arsenal မတွေ့ချိန်မှာပွဲတိုင်းလူလူ goal သွင်းထားတဲ့တင်းတင်းဖြစ်ခဲ့ပြီးမြဲ Arsenal နဲ့ပွဲစဉ်မှာ ော့ကလင်ရှိအာစတုန်သင်ဘက်ကပဲရယူသွားခဲ့တွေ့ရမယ်။လက်ရှိမှာဝီလျံဆာလီဘာဂေဘီယယ်တို့အတွဲကဒီလက်ရှိဒီနှစ်မှာပရီးမီးယားလိမှာနေမှာဥရောပဆုံမှာပါအကောင်းဆုံးဂျူကိုတခုနေနဲ့သတ်မှတ်ရမယ်အနေထားတခုကိုတဖြည်းဖြည်းရောက်ရှိလာခဲ့ပြီပေါ့နော်။အဲ့တော့ဒီနေ့ပေါ်စမှာလာအာစတုန်သင်နဲ့ခွေးကြီးတွေအများကြီးရပါတယ်။ဒီကနေ့တန်းသွေးမယ်ဆိုရင်အနေုံ၃လေး၉လောက်ရှိမယ်လို့ပြောလို့ရတယ်။ဒါဆာကာနီနဲ့အလွတ်ကြီးကျွန်းသွားရလို့ဆိုတာကျွန်တော်တို့စတာဒူဘရက်ကဖမ်းသွားတယ်ဒါအမှန်တော့ဒူဘရက်ကဖမ်းတယ်ဆိုတာဆာကာကိုယ်တိုင်လည်းလူဝဲချက်ချပြီးတော့ပြတာကြဘလောက်မှမကြသေးတဲ့ချိန်မှာဘယ်လိုလဲမသိတာ easy လားမသိဘူးဒါကန်တဲ့ချိန်မှာ easy မဟုတ်ဘူးလည်းမသိကျွန်တော်ယုတ်တိရဖက်ကနေကြည့်ရကျွန်တော်အဲ့တော့ ုတ်တင်ပါဗျာဒီနေ့မှာအာစနိုသင်းနေတာလက်ရှိကျွန်တော်ပြောတဲ့ကလီချေတခုကချန်ပီယံချီရောပြီးွားပြနေတယ် ဒီနေရာမှာလည်းရှိမှာဘယ်ကစားသမားဒန်ရဘာကစားသမားဒန်ရမရဆိုတဲ့စကလုံးကိုကျွန်တော်သုံးလို့မရဘူးဆိုအာဆိုတဲ့နဲ့လက်ရှိမှာခင်ဗျတကယ်ကိုကောင်းနေတယ်မှာပါတယ်ဒီနေ့ပေါ်စမှာပြအာဆိုတဲ့ဒီဒီဒီယာဒီမှာအားအနေဆုံးချမ်းလို့ပြောလဲလက်ဖွင့်နေရာမှာ process ဆိုနေပုံတော်လေးကောင်းတယ်လူကြော်ဖြတ်တယ်လူအတိုးလုပ်တယ်တော်တော်လေးကိုအခြေအနေကောင်းနေတယ်မှာပါတယ်အာဆိုတဲ့ကလဲတယ်ဗျလက်ရှိမှာဒါသူ့အနေနဲ့ဒါလူစီယန်ကိုအပြည့်အဝကြီးလုံးဝ100%မလဲကျင်တဲ့အချိန်မှာသူ့နဲ့ဒုတိယဘက်မှာလုံးဝကစားချလိုက်တယ်ရုပ်ရည်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အာအာဆိုတဲ့ကဒါလည်းကျွန်တော်တို့ဒါ ဘန်လီလိုအသင်းမျိုးဖိဘန်လီလိုအသင်းမျိုးအာဆနယ်အသင်းကိုဒါလက်ရှိအနေထိုင်ကဘလူနီနဲ့မှဖိစရာစောက်ကြောင်းမရှိဒါ no offense ဘလူနီမှာအာဆနယ်ပေးဖိထားလို့ဘန်လီဖိတဲ့အနေထိုင်မှာပဲရှိတာဒါရှင်းရှင်းလေးပြောလက်ရှိမှာအာဆိုတဲ့ဒီနေ့ပွဲစံမှာဒါသူရဲ့ cancel ပိုင်းတွင်းကိုပေးရဖို့နည်းနည်းလေးဖြစ်သွားတဲ့ moment လေးရှိခဲ့တယ် Marcus Edward နဲ့လူစားလွင်လာခဲ့ပြီးသူနဲ့ဒါကျွန်တော် set piece တွင်းကတစ်ဆင့်လန့်ကန်နေထိုင်မှာဒါတိုင် TV ပြန်ထွက်လဲလို့အာဆိုတဲ့နည်းဒီနေ့ပွဲစံမှာဒါကျွန်တော် Raya ကနောက်ထပ်ဒါ clean sheet မရဖို့နည်းနည်းလေးပဲလူသွားခဲ့ပေါ့နော်ဒါပေမဲ့ clean sheet ကိုဆက်လက်ပြီးထိန်းသွားနိုင်ခဲ့တယ်မဟုတ်လားအဲ့တော့ဒီနေ့ပွဲစံရဲ့နိုင်ပွဲကအာဆိုတဲ့တော့ ော်လေးကိုအေးပါခဲ့တဲ့ဒီထားတစ်ခုရောက်လာခဲ့ပြီလက်ရှိမှာဒါကျွန်တော်ဘုံမောက်အသင်းတော်တန်ဟော့စပယ်အသင်းဒါကျန်တဲ့အသင်းနဲ့ပြန်ရှင်မစ်အာစတိုအသင်းနဲ့တိုးတင်ဒါကျွန်တော်ခုနှစ်မှတ်တိတိခွာသွားနိုင်ခဲ့ဖြစ်တယ်ဘုံမောက်အသင်းကလက်ရှိမှာဒါကျွန်တော်မန်ချက်စတာစီးတီးလိုအသင်းမျိုးကိုဒါကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ကြောင့်မို့လားအမှတ်ကာရရော့ဖို့ရခိုင်လို့များနေတယ်ဒါမှရှိတော်တန်ဟော့စပယ်အသင်းကကျွန်တော်တို့အခုလက်ရှိပြောနေချင်းဒီချက်စီးအသင်းနဲ့မကန်သေးချင်းချင်းဒီပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်လက်ရှိအကြိမ်ကြီးကတော်တန်ဟော့စပယ်အသင်းနိုင်ခဲ့မယ်ဆိုရင်တော့အာစတန်နဲ့ငါးမှတ်ကွာနေတယ်ဒါမှရှိအခုအသင်းမျိုးလို့ကိုညှာပြီးပြောမယ်ဒါတော့လက်ရှိမှာအာစတိုအသင်းနဲ့ဒီနှစ်မှာဒါကျွန်တော်တို့ဒုတိယအသင်းနေဘုံမောက် ောက်တင်ပြခုနကပြောဒါဘုမွေလည်းအာမနာပြဘုမောက်တင်နေတာဘလူနီးထဲမှာအစင်းနေနေမှာရေရှည်ရရက်တိဖို့ခိန်းနိုင်မယ်လို့မြင်တယ်ဒါပေမဲ့လက်ရှိမှာအာစုံတင်နေတဖြည်းဖြည်းနဲ့တော့ကျွန်တော်တို့ဒါဟိုနောက် ဒါ save slavia prag နဲ့ပြီးရင်ပွဲချက်တွေပြန်လာမယ်ဒါကျွန်တော်တို့ရဲ့မျိုးကံပြန်ဘက်တွေဖြစ်နေတာ chelsea တို့ arsenal တို့ရဲ့ chelsea နဲ့ tottenham hotspur နဲ့တွေ့မယ်ပြီးရင် bayern munich တို့သင်းမင်းနဲ့တွေ့ရမှာအဲ့တော့ဒီညမှာဒါကျွန်တော်မကြခင်မှာ arsenal သင်းကိုထပ်ပြီးတော့စံပေးပွဲစစ်ဖို့တွေထပ်ပြီးတော့လာမယ် arsenal သင်းနဲ့ခုလက်ရှိမှာစံပေးပွဲတွေကိုတော့အကောင်းဆုံးဖြေပြထားတာကိုတော့တွေ့ရမယ်တဲ့မှာပါတယ် arsenal သင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့ဒါခါတိုင်းခတ်ပါတယ်ဆိုတဲ့ပွဲစဉ်တွေကိုလက်ရှိမှာအကောင်းလုပ်ပြခါခဲ့တယ်စိတ်ကြင်းပတ်စလားရအောင်နိုင်အောင်ကန်တယ်ဟိုသင်းလိုက်ဖြစ်အောင်ကန်တယ်ဒီလိုပုံစံမျိုးတွေဆက်လက်ပြီးတော့ arsenal သင်းစီကနေအကောင်းဆုံးပုံစံမျိုးတွေ့ရအဲ့တော့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ဒါကျွန်တော်ဒုတိယနေ့ဒုတိယ ီးယားပိုင်းမှာဒါကျွန်တော်အာဆုံသိနေအေးဆေးဆေး movement တခုဘေးလက်လှုပ်ချလိုက်တယ်သူတို့နဲ့ဒါကျွန်တော်တို့လက်ရှိမှာ okay ဒါသူတို့နဲ့နိုင်အောင်နိုင်အောင်ကန်လို့ရတယ်ဒါပေမဲ့ဒီတက်ပို့ပြီးဂိုးပြောင်းတယ်ဒါပေမဲ့ခုနကပြောလက်ရှိမှာမကြခင်မှာ Slavia Prague Slavia Block ကလက်ရှိမှာဒါကျွန်တော်တို့ကဂျားကွင်းမထင်နဲ့ဒါကျွန်တော် Ukraine အသင်းနဲ့ Slavia Prague အဲ့တော့ပြောချင်တာပြအဝေးသွားကန်မယ်ဟုတ်တယ်မအဝေးသွားကန်မယ်ကျွန်တော်တို့ရဲ့ကစားသမားရဲ့အလွန်ကြိုးပြအဲ့တော့တိတာပါတချို့သော movement မှာအာဆုံသိနေတာကျွန်တော်လူတွေကိုဒါကျွန်တော်အေးဆေးဆေးပေးနေပြီးတစ်ဖက်အသင်းကစားသမားတို့တချို့နေရာမှာဘောလုံးပိတ်ကင်ထားတယ်ဒါ Arsenal ခံစစ်ပိုင်းကဒါနေ့ပွဲမှာခံစစ်ဘူးအဓိကထိုင်ဆော့တယ်ဒါမှမဟုတ်အဲ့တော့ ဒါပေမဲ့ဒီနေ့ပုံစံမှာထပ်ပြီးတာကျွန်တော်လက်ရှိမှာဖူမောကလည်းဒါ man of the match ပေးထားခဲ့မှာ declan rice ပါပဲ zubimendi ကိုဒီနေ့ arsenal တင်းဝယ်လိုက်ခြင်းက declan rice ကို new mode တစ်ခုကိုပြောင်းလဲပြစ်သွားနိုင်တဲ့အထိကိုကောင်းသွားတယ်လို့ကျွန်တော်ရဲ့ပုံကူရေးရအောင်မြင်တယ်။ဒါကတကယ်ကိုဒါကျွန်တော် all chart လောက်အောင်ပြောင်းလဲမှုတစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူရေးရအောင်မြင်တယ်။ Zubimendi ရောက်လာခြင်းက Declan Rice Strat တကယ်ကိုဒါကျွန်တော်တို့ပျော်ရွှင်စရာကောင်းတဲ့ရသက်တစ်ခုလို့ကျွန်တော်အနေနဲ့ပုံကူရေးရအောင်100%မြင်ပေးရတယ်မှာပါတယ်။ Zubimendi ရဲ့ defensive midfielder နေရာမှာ Declan Rice ရဲ့သူ့အနေနဲ့ဒါကျွန်တော်တို့ West Ham ကသူကစားခဲ့တဲ့ပုံစံမျိုးထက်ပိုကောင်းတဲ့ center midfield play ကိုပို့ပို့ပြီးတွေ့လာခဲ့ရတယ်မှာပါတယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်အားနည်းချက်ကိုပြောပါဆိုတော့ဒါကျွန်တော်တို့စကားတော့ကျွန်တော်သိပ် ပြောချင်းစကားလက်ရှိမှာအကောင်းကစားမှတယောက်ဖြစ်တယ်ဒါပေမဲ့ easy နေတဲ့ဒီထက်ပိုအများ improve လုပ်ဖို့လိုတယ် easy နေလက်ရှိ maybe ပေါ့နော်သူအနေနဲ့သူစော့နေကြပုံစံမျိုး crystal palace မှာစော့နေတဲ့ပုံစံမျိုး free roam number 10 roam မဟုတ်တယ်ပဲနဲ့ဒါကြောင့် creative ပုံစံမျိုး number 10 roam မှာစော့ရကြအောင်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ဒါပေမဲ့ at least ခုနကပြောလို့ဒီနေ့ပုံစံမှာဒါ easy စီကနည်းနည်းလေးပုံမျောလင်းဒါပေမဲ့ဒီနေ့ပုံစံမှာဒါသသိလုံးအဆောသေးကောင်းပါလေ easy နေနဲ့ဒါကြောင့်အားနေဆိုမဲ့တာမန်နေထားတော့ပဲရှိပြီးတော့အရင်ဆိုးဆိုးအဖြစ်နေတယ်မဟုတ်တစ်ဖက်ကဒါကျွန်တော်ဒီနေ့ပုံစံမှာ valley တင်းနဲ့ဒါကိုရဖို့သူတွေနဲ့အကြီးအကျယ်စူးစမ်းခဲ့တယ်ဒါပေမဲ့ခုနကပြောလို့ arsenal တင်းကသူတို့လိုချင်တဲ့အကွက်ထဲကို valley တင်းကိုထည့်ထားခဲ့တယ် ်ပြောချင်တာဗျခုနပေါ်ရုပ်ရည်ကြည့်မယ်ဆိုရင်ဟာဘန်လီသင်းကပြေးနေတယ်ဘန်လီသင်းပြေးနေတာအာစနယ်တင်ထည့်ပေးထားတဲ့ပုံစံကွက်ဒီထဲမှာပြေးနေတဲ့နေရာမှာရှိတာဒီပုံစံကွက်ကကြော်ပြီးပြေးလို့မရအောင်မေဘီကတော့ကြော်ပြီးပြေးဖို့တော့သူတို့စူးစမ်းခဲ့ရင်ဘူးမြန်နေရှိတယ်မာကတ်မေဘီကနောက်ဆုံးမာကတ်အဝတ်ကိုတွင်းကိုနောက်ဆုံးမိနစ်တွင်းသွားရင်တော့ဘာဖြစ်သွားလဲဘာဖြစ်တော့အဲ့တော့အာစနယ်ရဲ့စံချိန်ကောင်းစံချိန် ခေါင်းတချို့ပြတ်သွားနိုင်တာမရှိဒါပေမဲ့လက်ရှိမှာအာစတိုသင်းကတော့လက်ရှိ Chelsea အသင်းရဲ့ဒါကျွန်တော် Cancel ရဲ့စံချိန်တစ်ခုကိုလိုက်နေဖြစ်ပါတယ် Gabriel Saliba ဒါကျွန်တော် Gabriel နဲ့ Saliba တို့ကျွန်တော်နှစ်ယောက်အတွဲကတော့လက်ရှိဒါ Chelsea ရဲ့အကောင်းဆုံးတစ်နှစ်တာဒါကျွန်တော် Goal Pay အ ਨੇ စုံစံချိန်တစ်ခုကိုတော့တဖြည်းဖြည်းနဲ့လိုက်လာခဲ့ဖြစ်အခုလက်ရှိပွဲ၁၀ပွဲကစားတဲ့အချိန်မှာအာစတိုသင်းက၃ဂိုးပဲပေးထားရဆိုတော့တကယ်ကိုစောက်ရမ်းမိုက်တဲ့နံပါတ်ဖြစ်တယ်ပြောရင်လည်းပဲကျွန်တော်တော့ကြည့်ပါနောက်နေ့ပွဲဒီစဉ်ကတော့မနေ့ဖြစ်မှကြပါ AC ပဲတင်ပေးပါမှာတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ Navy 4U တို့မှာချင်းလူစားပေါင်းအကူညီ လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါတယ်။စုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးစစ်စစ်တွေ့ကြတာပေါ့။အားလုံးမကြိုးတပါနဲ့မြန်မာလေးကလစ်ပေးကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ဖြစ်ပါတယ်။ဒီပေါ်ဗျအားလုံးမကြိုးတပါနဲ့